အခုကျွန်တော်ပြောရမယ့်အကျင့်၃ခုကတကယ်လို့မိတ်ဆွေပြောင်းလဲလိုက်မယ်ဆိုရင်နောက်တဲ့၃လအနေမှာ၆လအတွင်းမှာကိုယ့်ရဲ့ဘိုက်ပူခါတုံနေတဲ့ခန္ဓာကိုယ်ကဘိုက်ချက်ခါသေးတဲ့ခန္ဓာကိုယ်အဖြစ်ပြောင်းလဲသွားမှာဖြစ်ပါတယ်ဒီတက်ပို့ပြီးတော့မှလုံးစရာတော့ရှိတယ်ဆိုရင်မဲ့ဒီ၃ချက်ကိုဒါမိတ်ဆွေစလုပ်နိုင်တယ်ဆိုရင်တော်တော်ကောင်းတဲ့ရက်လက်ကိုစပြီးတော့မှပေါ့ပါနေရနိုင်မှာဖြစ်ပါတယ်နံပါတ်၁ချက်အချိုကိုရှော့ပြီးတော့မှစားမယ်ပြီးရင် whole food ဒါတွေဝင်များစားပါမယ်အချိုဘာလို့ရှော့စားခိုင်းလဲဆိုတော့ကျွန်တော်တို့တွေက အချို့ကိုစားပြီးသွားပြီဆိုရင်အကျင့်ဖြစ်တယ်။စားရင်စားရင်လည်းပိုပိုကြီးတော့မှစားချင်လာတယ်။ခန္ဓာကိုယ်အနေနဲ့ကျတော့ကျွန်တော်အချို့စားလိုက်ပြီဆိုတိုင်းမှာခန္ဓာကိုယ်မှာရှိတဲ့အင်ဆူလင်ဟော်မုန်းတွေကကျွန်တော်ထွက်လာတယ်။အဲဒီအင်ဆူလင်ဟော်မုန်းတွေကကိုစားနေတဲ့အချို့ဓာတ်တွေကိုဒါ ခန္ဓာကိုယ်မှာယူသုံးဖို့အတွက်ပြင်ယူပို့ဆောင်ပေးတယ်။ဒါပေမဲ့အများစုကအချိုစားနေတဲ့အချိန်ကထိုင်နေကြရများတယ်။ဘာမှမလုပ်ဖြစ်ကြအများရတဲ့အကြောင်းမလို့ဒီပူနေတဲ့အချိုဓာတ်တွေကကျွန်တော်တို့ရဲ့အစီအစဲတွေကိုသွားပြီးတော့မှအမြင့်ဆုံးတူလောင်မိရရောက်ပါတယ်။ဒါကြောင့်မလို့တနေကုန်အားရှိအောင်လို့တော့ကောင်းတဲ့အစားအစာတော့မစားပေမဲ့တနေကုန်မုန်လေးတွေဟိုနေနေဒီနေနေစားတဲ့သူတွေကအားမရှိပဲနဲ့လူကိုပို့ပြီးတော့မှဝစေတာများပါတယ်။ဒါကြောင့်မလို့အချိုစားအချိုမုန်တွေကိုတနေကုန်တစွတ်စွတ်စားမဲ့အစားတနေကုန်စားတော့တဲ့ပုံစံကမနဲ့နဲ့ ဲ့နေ့လယ်ည3နဲ့ပုံမှန်စားရဆိုရင်အဲ့3နဲ့လုံးကို whole food တဘာဝအစားအစာဖြစ်တဲ့အသားငါးသမင်းဂျုံဒါတွေကိုဒါအဓိကဦးစားပေးပြီးတော့မှစားတဲ့အချိန်အရင်ဆုံးပြအောင်မှဖြစ်ပါတယ်ဒါတွေကိုစားနိုင်ပြီးတဲ့အခါကျရင်တခြားချိန်မှာပြစိုးစိုးစားတတ်တဲ့အချိုစားသရေစားတွေကိုတက်နိုင်အများ short စားလိုက်မယ်ဆိုရင်ကိုအဲ့3လနဲ့6လပြင်မှာကိုယ်ခန္ဓာကိုယ်ရဲ့ကျန်းမာရေးအားအဆ ခန္ဓာကိုယ်အချို့စားပါပြောင်းလဲလာမှာဖြစ်ပါတယ်။ဒီအကျင့်ကိုမပြောင်းနိုင်ဘူးဆိုရင်တော့တဲ့ရွယ်ကြီးလာရမြဟွာအသက်ဝါလာမှာဖြစ်တဲ့အပြင်ကိုကိုယ်ကျန်းမာရေးပိုင်းဆိုင်ရာပြဿနာတွေလည်းပေါ်ပေါက်လာမှာဖြစ်ပါတယ်။အချို့ကိုလျှော့စားဖို့ကြိုးစားကြည့်ပါ။မကြိုးစားဘူးဆိုရင်ပို့ပြီးတော့မှရှာကလက်ခံနိုင်စွဲပူပူများလာတဲ့အမြနည်းနည်းလေးစားရနဲ့မလုံလောက်တော့ပဲနဲ့ အများကြီးစားမှာပဲအာသာပြေလို့ဖြစ်လာတတ်ပါတယ်။ရှော့စားတတ်တယ်။မကြာခဏဖြက်ဖြက်ပေးတတ်တယ်ဆိုရင်နောက်ခါမှနည်းနည်းစိုက်ရင်တော့မအဲ့နည်းနည်းကထီထီရောက်နဲ့ကိုယ့်ကိုအရတာခံစားမိစေမှာဖြစ်ပါတယ်။ဒါကြောင့်မလို့အရှိန်ပါမသွားအောင်လို့မကြာခဏတီလေးထားပြီးတော့မှတတိလေးကပ်ပြီးတော့မှထိမ့်ချုပ်တင်ပါတယ်။ ကိုတကယ်လို့စားကြစိတ်အရင်ဖြစ်ပေါ်ရဆိုရင်မုံလေးစားမဲ့အစားအချိုတွေစားမဲ့အစားဟိုးဖုတဘာဝအစားစားရဖြစ်တဲ့အသီးနှံတွေကိုပြောင်းစားရလိုမျိုးဒါမှမဟုတ်အဆေဆန်တွေကိုပြောင်းပြီးတော့မှစားရလိုမျိုးစပြီးတော့မှလှုပ်ဆောင်သင့်ပါတယ်။နံပါတ်1ချက်ကတော့ကြုံတဲ့အချိန်မှာရှောင်းမစားပါနဲ့အချိန်ကိုတက်တက်မမစားပါ။တချို့ကအချိုစားတေးစားတွေကိုတော့အလောက်တော့မစားဘူး။ဒါပေမဲ့ကိုယ့်ရဲ့မနက်စာနေ့လယ်စာညစာစားချိန်တွေကအဆင်ပြေလို့ဖြစ်နေရမြတ်ပါတယ်။ အလုတ်ကင်ကြောင့်လည်းဖြစ်ဖြစ်မှာပေါ့နော်ဒါကိုဘွားရဲ့အနေထားပုံမှာလည်းမူတည်ပါတယ်ဒါပေမဲ့ရေရှည်ကိုကျမ်းမာရေးအတွက်ကိုကတကယ်လို့ဂယူးဆိုင်ရှင်နေဆိုရင်တော့ကိုရဲ့စားတဲ့အချိန်ကိုဂယူးဆိုင်မှာဖြစ်ပါတယ်ကိုကျမ်းမာရေးတဲ့ဘယ်ဟာပို့ပြီးတော့မှအရေးကြီးမလဲနော်အလုတ်လားကျမ်းမာရေးလားပေါ့နော်အဲ့တော့အမြဲလိုလိုတော့ကျွန်တော်တို့အလုပ်ကိုပဲဦးစားပေးနေမယ်ဆိုရင်တော့ကျမ်းမာကြီးကကြာရင်ကိုကိုပြန်ပြီးတော့မှအချိန်ပေးဖို့အတွက်ပြန်ဆွဲခေါ်ပါလိမ့်မယ်။ဆိုတော့အစတည်းကမြင့်မြတ်တတလုပ်သွားတာပို့ပြီးတော့မှမတန်ဘူးလားပေါ့နော်။ဒါကြောင့်မလို့ကိုကျမ်းမာကြီးအတွက်တကယ်လို့အစားအသောက်က ိုစားတဲ့အချိန်လေးကအရင်ကြီးကြုံတယ်လို့ဖြစ်နေရဆိုရင်နည်းနည်းလေးကို့အတွက်ပြန်ပြီးတော့မှဦးစားပေးပါစားချိန်တောက်ချိန်လေးကျွန်တော်တို့ဒါ10မိနစ်ကနေ15မိနစ်လောက်ပေးနိုင်ရင်ကို okay တယ်တကယ်လို့အချိန်မရဘူးဆိုရင်တောင်မှကြိုတင်ပြင်ဆင်တတ်ပါစေကြိုတင်ပြင်ဆင်ဖို့အချိန်ကတော့တကယ်ပေးရင်ရနိုင်ပါတယ်တကယ်လို့ကိုကအချိန်တက်တက်မတ်ထားပြီးတော့မှစားရမယ့်အချိန်မှမစားဖြစ်ခဲ့ဘူးဆိုရင်စားတဲ့အချိန်ကျမှပို့ပြီးတော့မှနင်းကန်ဝင်တတ်ပါတယ်တချို့ကထင်တာပေါ့နော်ကိုမနက်စားလဲမစားဘူးနေ့လည်စားလဲမစားဘူး ညစာပဲစားရတဲ့အတွက်ကြောင့်မလို့ဒီညစာကိုကိုက heavy အကြီးစားလိုက်မယ်ဆိုပြီးတော့မှကိုကတွေးပြီးတော့မှစရင်စားလိုက်မယ်ဒါပေမဲ့ခန္ဓာကိုယ်အတွက်ကကြတော့ဒါကအကျိုးမရှိပါဘူးကိုကပုံမှန်အဖြစ်လေ့ကျင့်ခံကောင်းအောင်လုပ်နေလူလည်းမဟုတ် fasting ကိုတေချာကျင့်နေလူလည်းမဟုတ် fasting ကျင့်နေဆိုရင်တော့မှတည်တဲ့အချိန်ထားပြီးတော့မှကျွန်တော်တို့ကအပုံလိုက်ကိုစားရတာပေါ့နော်ကိုကလို့လည်းမဟုတ်တဲ့အပြင်ကိုကိုကအဆင်ပြေသလိုချို့ရက်ကြတော့မနဲ့စားရချို့ရက်ကြတော့လည်းမစားဘူးဒါတစ်ချိန်ကိုအားတဲ့အချိန်ညမှာပြုံစုံပြီးစားတာကြာရင်ကိုရဲ့အစာအိမ်ကိုလည်းထိခိုက်စေနိုင်တယ်လို့ပြီးရင်ခန္ဓာကိုယ်ကနေမှအစီစုတဲ့နှုန်းကိုလည်းပို့ပြီးတော့မှတိုးမြန်စေမှဖြစ်ပါတယ်ဟုတ်ဆိုခန္ဓာကိုယ်အနေနဲ့ကိုယ်မကြွေးတဲ့အချိန်မှာဆိုရင်ဒါသူအငတ်ထားတယ်လို့သူကတွေးมาပဲလေအဲ့တော့သူအသက်ရှင်ဖို့အတွက်က energy carry လိုအပ်တယ်အဲ့တော့ကိုကျွေးတဲ့အချိန်ကြမှာခွင်ကောင်း ရတုံးလေးစားထားရမယ်ဆိုတဲ့စိတ်နဲ့ပို့ပြီးတော့မှအစီတွေကိုစုဖို့အတွက်အလားလာပို့များတာပေါ့နော်ခန္ဓာကိုယ်ကကိုယ်ကဂလိုက်ကိုဂျင်တွေပါတယ်လုံးဝသိချအသုံးပြပြီးတော့မှခေချဝိမာထားရလို့မဟုတ်တဲ့အတွက်ကြောင့်မလို့ပုံမှန်အဖြစ်ကတော့အစီစုတာများပါတယ်ဒါကြောင့်မလို့ကြုံလို့အချိန်ကိုမစားဘဲနဲ့အချိန်တက်တက်မက်မက်လေးထားပြီးတော့မှစားနိုင်ဖို့ယူဆကြည့်ပါကျွန်တော်အကျံပေးချင်တာတကယ်လို့ကိုအနေနဲ့အဲ့လောက်ကြီးအချိန်ပေးရခက်တယ်ဆိုရင်တောင်မှအစားစားရတာကိုအတွက်အလုတ်အရန်ရှုပ်တယ်လို့ကိုအတွက်အချိန်ပေးရတယ်လို့ခံစားရတယ်ဆိုရင် fasting ကိုစမ်းကြည့်ပါတပွားကွာမနက်ကို6နိုင်ရနေမှာနေ့လယ်7နာရီပဲကွာစားမယ်ဆိုရင်6နိုင်နေ7နာရီကိုတနေ့ကုန်စားမဲ့3နာရီပမာဏကိုကြိုးစားဝင်အောင်စားကြည့်ပေးပါအဲ့လိုမျိုးဆိုရင်ကျန်တဲ့နေ့တစ်ပိုင်းလုံးကိုစားရေးတောက်ရေးကိစ္စခေါင်းထဲမှာထည့်စရာမလိုပဲနဲ့ကိုလှုပ်ရှားရှိတဲ့အလုပ်ကိုအာရုံစိုက်ပြီးတော့မှလုပ်နိုင်မှာဖြစ်ပါတယ်နောက်တစ်ချက်ဒါလေးကတော့ကျွန်တော်အဖြစ်များသက်ပါတယ်ပျော်ဖို့ရှောက်မစားပါနဲ့ပျော်ဖို့စော်ကစားပေးပါ ဟုတ်ပါတယ်ကျွန်တော်တို့တစ်ခါကြရင်ကိုယ်လည်းအလုတ်ဖိစီးတဲ့အတွက်ကြောင့်မလို့အလုတ်ကင်းလွတ်သွားတဲ့အချိန်မှာပြောချင်တယ်လေတကယ်ချင်းနေနဲ့မိသားစုရင်းနဲ့ကိုချစ်တဲ့လူနဲ့တွားလာချင်တယ်တွားတဲ့ခါကျရင်ကျွန်တော်တို့အများစုကစားတော့ဆိုင်ကြီးကိုပဲရွေးကြများတယ်စားရမယ်တွားရမယ်ကိုချစ်တဲ့လူလည်းကြွေးလည်းကြွေးချင်တာပေါ့နော်โอเคတခါလေကျွန်တော်တို့ဒါလောက်တာပြက်တာမရှိဘူးဆိုရင်မဲ့ဒါရီကိုကျွန်တော်နှစ်ပေါင်းများစွာလောက်လာပြီဆိုတဲ့ခါကျရင်ကိုယ့်ရဲ့ format ကိုက ဒါအလုပ်တွေပင်ပန်းတယ် stress များတယ် stress များတယ်ဆိုတိုင်းပြန်ပြီးတော့မှစားတော့ပြစ်တယ်လူကဝလာတယ်ဝလာနေမြခန္ဓာကိုပုံပြီးလေးလံလာတယ်ခန္ဓာကိုမှ stress တွေပုံများလာတယ်ပုံများလာတော့ပုံပြီးတော့မှဝလာတယ်ကိုယ်စိတ်နောက်ပဲအရန်လိုက်ပြီးတော့မှတကယ်လက်တွေ့ပေါ့နော်ခုခန္ဓာကိုကျတော့ကြည့်မကြည့်ပေးဖြစ်တာများလာပြီဆိုတဲ့အခါကျရင်ဒါကြိုင်မကောင်းတော့ဘူးပေါ့နော်အဲ့ဒီတော့ကြောင့်မလို့ဒီအကျင့်လေးတစ်ခုကိုစာပြီးပြောင်းကြည့်ပါ ပျော်ဖို့အတွက်နဲ့ရှောက်စားမဲ့အစားပျော်ဖို့အတွက်ရှောက်စားတဲ့၁၀ခါထဲကနေမှ၅ခါလောက်ကိုသွားပြီးတော့မှဆော့ကစားဖို့အတွက်ရွေးချယ်ကြည့်ပါ။တပွားထားလိုက်ပါတော့ကိုချစ်တဲ့သူနဲ့ဒါကိုကစားတော့ဆိုင်မှာပဲအများနဲ့သွားစားနိုင်မဲ့အစားဒီခေါက်တော့ကျွန်တော်ရည်အတူသွားကူတာလိုမျိုးဒါမှမဟုတ်ဆိုရင်ကျွန်တော်တို့ golf ရိုက်တတ်တယ်ဆိုရင် golf ထားရိုက်တာလိုမျိုးဒါမှမဟုတ်ဆိုရင် sportify ဆော့တာချဲ့တယ်ဆိုရင် basketball ဆော့မယ် tennis ဆော့မယ်ကြက်တောင်တွေပိုင်းသွားရိုက်တာလိုမျိုးတောင်သွားတတ်တာလိုမျိုးနှစ်ယောက်အတူ quality time လေးဖန်တီးလို့ရပါတယ် ဘာလို့မစုံနဲ့ပေါ့နော်ဆိုတော့တကယ်ချင်းအဖွဲလိုက်နေဆိုရင်လည်းဘောလုံးကိုဖွဲလိုက်သွားပြီးတော့မှကန်လို့လည်းရတယ်အဖွဲလိုက်ကြီးကျွန်တော်တို့အမြဲတမ်းဘီယာဆိုင်မှာထိုင်ဖြစ်တယ်ဆိုရင်ကြာလာရင်ဘာလို့မစုံအတွက်ကျွန်တော်တို့ကောင်းမှာမဟုတ်ဘူးပေါ့နော်โอเคတပတ်ကို၂ရက်လောက်ဘီယာတူထိုင်တော့အောင်အကင်ဆိုင်တော့အောင်စအောင်ကျန်တဲ့၂ရက်ကတကယ်လို့အတူတူ activity တစ်ခုအနေနဲ့ဒါလေးလေးချင်းလေးလုံးဖြစ်သွားတယ်အဲဘောလုံးလေးပြန်ဖြစ်သွားတယ်ဒါမှမဟုတ်ဆိုရင်ဆော့ဖြစ်သွားတယ်ရေသွားကုဖြစ်သွားတယ်ဆိုရင်ကိုဒါ 50ရာခိုင်နှုန်းတိုးတက်သွားမှာဖြစ်ပါတယ်เนาะကျွန်တော်ပြောရတဲ့အသေးလေးကိုနားလည်မယ်လို့ထင်ပါတယ်အဓိကကတခုတည်းကိုပဲအစွန်ရောက်လုံးမဲ့စာအဲပျော်လဲပျော်ရရှိရပျော်ပါအဲမဲ့လုံတဲ့တဲ့ဟာလေးကိုလည်းရွေးပြီးတော့မှပြောင်းလို့ကြည်ပါ။ဘာလို့ဆိုတော့အချိန်ကာလကြာလာတယ်မြ။တချို့ရောအကျင့်တွေကကိုယ့်ကိုပြန်ပြီးတော့မှဒုက္ခပေးနိုင်တာမလို့ပါ။တက်တက်လုံးဖြစ်ရမှာဖြစ်ဆရာလည်းမလို့ပါဘူး။အဲ့လောက်လည်း pressure ရှိစရာမလို့ပါဘူး။ကိုယ့်အနေနဲ့ပုံမှန်ကျန်းမာရေးပြင်ဖြစ်သွားပြီဆိုရင်ကိုယ့်ဘဝပျော်ဖို့အတွက်ဒါ အလဲကြပေါ့နော်ဒါလုတ်လာနိုင်ပြီဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့အများကြီးသုံးသပ်တော့မှာဖြစ်ပါတယ်โอเคအခုကျွန်တော်ပြောတဲ့ဒီချက်သုံးချက်တည်းကနေမှပဲအကျင့်ကိုကိုအရင်ဆုံးစပြီးတော့မှပြောင်းတော့မလဲဆိုတာကိုရွေးပြီးတော့မှ comment မှာမှန်းခဲ့လိုက်ပါဒီလိုမှန်းချင်းအဖြစ်ကိုကိုတိုင်းဒါကိုတကယ်လုတ်ဖြစ်ဖို့အတွက်ကိုကိုကိုဒါတွန်းအားပေးလိုက်တယ်လို့လည်းဖြစ်တာပေါ့နော်အဲ့တော့ comment မှာရေးပေးခဲ့ပါ လုံးဝကြီးကိုကိုယ့်ရဲ့ခန္ဓာကိုယ်ကိုပြောင်းလဲခြင်းလာပြီးဝိရိယတက်လာတဲ့အကြောင်းမလို့ကျန်းမာရေးပိုင်းဆိုင်ရာလည်းပြဿနာတွေဖြစ်လာနေပြီအဲ့ဒီအတွက်ကြောင့်မလို့ဒါကိုယ့်ကိုပြောင်းလဲခြင်းပြီဆိုတဲ့ခါကြရင်ဒီဗီဒီယိုမှာပါတဲ့ link လေးကိုတစ်ချက်နေပြီးတော့မှအမြင်ဆုံးစုံစမ်းနိုင်ပါပြီနေရထိုင်ရတာကိုယ့်ကိုအားမလို့အားမရဖြစ်လာပြီနည်းနည်းလေးသွာလာလိုက်တာနဲ့တင်ကိုကိုယ်ကမောလာတယ်ဘိုက်တွေအရက်ပူလာတဲ့အကြောင်းမလို့ထိုင်ထားလို့ရင်တောင်မှလူကအစ်လာတယ်ကြက်လာတယ်ကိုယ့်ကိုယ်လည်းယုံကြည်မှုစပြီးတော့မှကြာဆင်းနေပြီဆိုရင်တော့ကျွန်တော်ဝေးချဖို့အချိန်တန်ပါပြီနော် ဝေးချခြင်းအဖြစ်ကိုယ့်ရဲ့ဘဝ quality တွေပါတိုးတက်လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တင်တဲ့အမြင်ဆုံး drive တွေလည်းဖိတ်ခေါ်လိုက်ပါရစေ။